ဇုံတွဲအတော်များအရွယ်လို့မှရောက်လာရင်ချစ်ကြကြိုက်ကြတွဲကြတာတွေအပြင်အတူနေတာမျိုးတွေလိမ့်ဆက်ဆန္ဒမျိုးတွေလည်းရှိလာတတ်တာပါပဲတမီးစားတွေရောအိမ်ဆောင်တဲ့တွေရောအတူနေတတ်ကြပေမဲ့အစဉ်အသင့်မဖြစ်ကြအသေးခင်မှာကိုဝင်ရသွားတမှာကိုအရန်ထိတ်လန့်တတ်ကြပါတယ်အရန်ကြောက်တတ်ကြပါတယ်အဲ့ဒါကြောင့်ဘင်းကင်းကင်းနဲ့ကိုဝင်တာနီတချို့ကိုဖော်ပြပေးလိုက်ပါတယ် ပထမအချက်ကတော့တာစီကပ်ပါသူက28ရက်ပုံမှန်တောက်သွားရတဲ့ဈေးရဲ့ရေးပေါ်တာစီရဲ့ရှိပါတယ်28ရက်ကတော့တလကိုတကက်ပုံမှန်မပြတ်မကွက်တောက်သွားဖို့လိုပြီးရောအရေးပေါ်တာစီကတော့မပြင်းစင်မဲနဲ့အတူနေမိသွားတဲ့အခါ82နှစ်နာရီတွင်အကောင်းဆုံးကတော့24နာရီတွင်တောက်သုံးရမှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့3လခန့်ထိုးစေပါသူကတော့နံပါတ်အတိုင်းပဲ3လကြာတခါထိုးသွားရမှာဖြစ်ပါတယ်တပ်ပိုထိုးတယ်လို့လည်း လို့ခေါ်များကြပါတယ်။ဒါပေမဲ့ဒီထိုးစေးတွေကဓာတ်မတည့်တဲ့လူတွေဟော်မုန်းပြောင်းလဲတာတွေရှိတတ်တာမလို့ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှထိုးစေးလို့ပါတယ်။နံပါတ်3ချက်ကတော့တအိမ်နဲ့ပစ္စည်းထဲတာပါ။ intrauterine device IUD လို့ခေါ်တဲ့တီပုံစံပစ္စည်းလေးကိုမိမက်ကိုရာနေတစ်ဆင့်တအိမ်ထဲကိုထပ်သွင်းရတဲ့နည်းဖြစ်ပါတယ်။သူကလည်းအမျိုးအစားပုံမူတည်ပြီးရောဒီကာလာပေါ်ကွဲပြားနိုင်ပါတယ်။ copper IUD ဆိုရင်စနေလောက်ထိအသုံးပြုလို့ရပါတယ်။ နံပါတ်၄ကတော့လမောင်းထဲထည့်ရတဲ့အရာလေးဖြစ်ပါတယ် implant လို့ခေါ်တဲ့အချောင်းသေးသေးလေးကိုလမောင်းရဲ့အောက်ဖက်အရေပြားအောက်ထည့်ကိုထည့်ရတာပါသူကလည်းအမျိုးအစားပေါ်မှာတီးပြီးတော့၃နှစ်ကနေ၅နှစ်အထိအသုံးပြုလို့ရပါတယ်နံပါတ်၅အကောင်းဆုံးနည်းကတော့ကွန်ဒုံးသုံးတာဖြစ်ပါတယ်သူကကွန်ဝင်ရတာအပြင်တခြားသောလိမ္မာတဆင့်ကုဆတ်တက်တဲ့ယောဂါတွေကိုလည်းထိထိရောက်ရောက်ကာကွယ်ပေးရပါတယ်အရေးသွေးကောင်းတဲ့ကွန်ဒုံးဆိုရင်69ရာခိုင်နှုန်းအထိကာကွယ်ပေးပါတယ်တခြားသောနည်းတွေဖြစ်တဲ့အပြင်မှာတုတ်လွှတ်တာတွေ မျိုးသမီးဓမ္မတာဆက်ဝန်းပေါ်မူတည်ပြီးတော့ရက်တွက်ပြီးရက်လျှောက်နာတို့စတဲ့နည်းတွေရှိပေမဲ့လည်းစိတ်ချရခြင်းကနည်းနိုင်ပါရဲ့အဲဒါကြောင့်မလို့အပေါ်ကပြောခဲ့တဲ့နည်းတွေအတိုင်းပဲမှန်မှန်ကန်ကန်နဲ့အသုံးပြုကြဖို့အတွက်ဒါအကြံပြုလိုပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ရှိပါတယ်